ခဲ့တဲ့မလ28ရက်နေ့နေ့လယ်ပိုင်းမှာစကိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်နိုင်ငံအတွင်းပြစ်စည်းဆုံးချုံမှုနဲ့လူသေပြောင်းမှုတွေအများပြားရှိခဲ့ပါတယ်။အခုဆိုရင်သေဆုံးတဲ့လူဦးရေကိုစည်ရင်ပြုနိုင်တဲ့ပမာဏ3000ပတ်ဝန်းကျင်ရှိနေပါပြီ။ USIS ရဲ့ခန့်မှန်းချက်အရဆိုရင်တော့သေဆုံးသူဟာတိမ့်နဲ့ချီပြီးရှိနိုင်တယ်ဆိုတာမျိုးဒီလည်းတွေ့ရပါတယ်။မြင်းကလေးရဲ့ဗဟိုချက်ဟာမြန်မာနိုင်ငံအလဲပိုင်းဖြစ်နေတဲ့အတွက်စစ်ဗိုလ်ချုပ်တွေနေထိုင်ရာနေပြည်တော်ဟာလည်းထိခိုက်ပျက်စီးမှုများတဲ့ဒေသလို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့် ပြည်သူတွေကိုထိခိုက်သေးဆုံးမှုရှိသလိုစစ်တပ်တွင်းမှာလည်းရှိနိုင်တယ်ဆိုတဲ့သုံးသပ်ချက်တွေလည်းထွက်ပေါ်လာနေပါတယ်။ဒီအနေထားမှာပဲတော်လိုင်းရေးအင်အားစုတွေဘက်ကတော့ရာရည်အပြစ်ခတ်ရစဲရေးကိုကြေညာထားပါတယ်။ဒါပေမဲ့စစ်တပ်ဘက်ကတော့ဒီလိုနေထားအောင်မှာပဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေပါတယ်။ကျမတို့ဒီနေ့အင်တာဗျူးစီစဉ်ကတော့စစ်တပ်ရဲ့ဒီလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပါတယ်။တွေ့ဆုံမေးမြန်းမှုအတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့ CDM ဘိုးကြီးစင်ရောဖြစ်ပါတယ်။ဟုတ်ကဲ့ဘိုးကြီးမင်္ဂလာပါ။အဲဟုတ်ကဲ့မင်္ဂလာပါဆရာမခင်ဗျ။ ဟုတ်ကဲ့ဟုတ်ကဲ့ဘုန်းကြီးအတော့ပထမအဆုံးကျမမေးချင်တာကဘုန်းကြီးဒီငလျင်ကြောက်ပေါ့နော်ဒီနိုင်ငံရဲ့နေရာတော်တော်များများမှာထိခိုက်ပျက်စီးမှုတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုပဲဒီစစ်တပ်ဘက်မှာလည်းရှိနိုင်တယ်ဆိုတာမျိုးတွေသုံးသပ်ကြတာတွေ့ရပါတယ်အဲ့တော့ဘုန်းကြီးဒါနဲ့ပတ်သက်ပြီးတော့ဗာများသိထားပါတယ်လဲရှင်ဟုတ်ကဲ့ဒီကျွန်တော်တို့စစ်တပ်ထိတ်ချုပ်နေမြေတွေမှာအဓိကထားပြီးဖြစ်သွားတာပေါ့နော်ဒီစကိုင်းငလျင်ရဲ့တက်ရောက်မှုကအဲ့တော့စစ်တပ်ဘက်မှာလည်းပျက်စီးမှုကပြည်သူတွေလိုပဲဒန်းတူလောက်နေပါဖြစ်ပါတယ် အဲကျွန်တော်တို့ပထမဆုံးစပြောရမယ်ဆိုရင်ဒီကပ္ပစဆက်ယုံနေအားလုံးဟာငလင်ဖြစ်ပြီးတဲ့28ရက်နေနောက်ပိုင်းမှာနောက်ပိုင်းပေါ့နော်24နာရီအတွင်းမှာပဲထုတ်လုပ်မှုတွေဇက်တန်သွားခဲ့ရတာရှိပါတယ်အဓိကကတော့ဆက်ယုံနဲ့ဆက်ယုံနေပျက်စီးမှုတွေလည်းရှိတယ်လို့အဓိကကတော့လျှက်စစ်နဲ့ရေပြတ်တောက်မှုကြောင့်ရပ်ဆိုင်းထားရတာဖြစ်ပါတယ်အဲဒါပေမဲ့ကျွန်တော်တို့ဒီ AV လာတရက်လောက်မှာတော့ကပ္ပစ14 ကပ္စာ30တို့ဘက်မှာတော့လျှက်စစ်တရားတွေပြန်ရနေတယ်ဆိုတဲ့ဟာလည်းသိရပါတယ်ပြီးတော့အထင်ရှားဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီနေပြည်တော်ပေါ့နော်နေပြည်တော်မှာဆိုရင်လည်းစစ်တပ်အခြေစိုက်တဲ့တပ်တွေတော်တော်များပါတယ်တော်တော်များတယ်ပြီးရင်ကျွန်တော်တို့စစ်ရုံးချုပ်ကိုလည်းကျွန်တော်တို့ကပျက်စီးမှုယာကိုင်းလုံး50ယာကိုင်းလုံးကျွန်တော်တို့ခံမှန်းထားပါတယ်ပြီးရင်နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာရှိတဲ့တရင်နေပေါ့နော်တရင်တပ်ဖွဲ့တွေလည်း40ယာကိုင်းလုံးနီး40ယာကိုင်းလုံးဝင်းကျင်တော့ပျက်စီးမှုရှိမယ်လို့ တွက်ဆထားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါရမ်းပြီးတွက်ဆတာမဟုတ်ဘောနော်အရက်ဖက်အစာဦးနဲ့စစ်ဖက်အစာဦးရဲ့ကြက်ခိုင်မှုတွေဒါကျွန်တော်တို့ကပူပြီးသိတယ်ပူပြီးသိတယ်ဆိုတော့ဒီငလင်အတိုင်းတာနဲ့ဆိုတော့ဆံမဒါလုံးဝပြိုကျသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်လဲသူတို့ယနေ့အချိန်အထိလူလုံးထွက်မပြနိုင်တဲ့အနေအထားဒီရုံကန်မရှိတဲ့အနေအထားပေါ့နော်ပြီးရင်မင်းအွန်လိုင်းကိုယ်တိုင်ပဲ မန္တလေးအထိသွားပြီးတော့သူသွားပြီးတော့နေရတဲ့အနေအထားမျိုးတွေပေါ့နော်ပြီးရင်အခုဆိုရင်လည်းသူတနာယီဝင်းကျင်လောက်မတက်ရရတဲ့အနေအထားမျိုးတွေအထိဒါတရားဝင်ထုတ်ပြောလာတာတွေရှိတယ်စစ်ရုံးမှာကတော့အဓိကကကျွန်တော်တို့ဒီအုပ်ချုပ်မှုအစားအုပ်တွေမပြည့်စည်ဘူးဆိုရင်တောင်မှပဲဒါကျွန်တော်တို့အရာရှိငယ်နေအိမ်လိုင်းကန်းနေနဲ့အခြားဆက်စစ်တီနေတဲ့လိုင်းကန်းတွေကပြည့်စည်ဖို့ရာနှုန်းများပါတယ်ကိုရင်မဖြစ်ခင်ပေါ့နော်အာနာတိန်သိမ့်မှုမဖြစ်ခင်ကလေးက လိုလိုနေရင်ကိုပဲဒါအကွဲချောင်းနေထနေတာဆိုတော့ကျွန်တော်တို့ကဒီငလင်းအတိုင်းဒါစကေးနဲ့ဆိုရင်တေချာပေါက်တာပျက်စီးမယ်လို့ဒါမှန်းရတာရှိပါတယ်အဲကြောင့်ငလင်းဘေးဒဏ်တင်တဲ့ဒေသတွေမှာပေါ့နော်စစ်ကောင်စီကလည်းပြည်သူလူထုလိုပဲအထိနာသွားတဲ့အနေအထားမျိုးရှိတယ်လို့တော့မြင်ပါတယ်ဆရာမခင်ဗျဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကဲ့ဘိုးကြီးကျေးဇူးပါအဲ့တော့နောက်တစ်ခုကျွန်မသိချင်တာပေါ့လေဘိုးကြီးဘာကြောင့်လဲဆိုတော့ ကျမတို့ပြီးခဲ့တဲ့မတ်လ28ရက်မှာပဲပေါ့နော်ဒီတက်မတော်နေ့အခမ်းအနားကိုတန်းနေပြီးတော့မှလုပ်ခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ဟိုအဲ့အခမ်းအနားမတိုင်ခင်လဲလေအချင်းချင်းရံဖြစ်ကြတယ်ဆိုတာမျိုးကြီးလဲကျမတို့ကြားရတယ်ပေါ့နော်ဒါသတင်းတွေထဲမှာအဲ့ဒါတစ်ခုရှိရနောက်တစ်ခုကဒီငလျင်လှုပ်လိုက်တာက28ရက်နေ့နေ့လယ်မှာလှုပ်လိုက်တာဆိုတော့လေဆိုတော့ကနေပြီးတော့မှဒီဆေးပြအခမ်းအနား ဒါတက်ဖို့အတွက်ရောက်နေတဲ့တက်ဖွဲ့တွေရှိနေရှိနေအောင်မလားပေါ့တကယ်ဒီတက်ဖွဲ့တွေကနေပြီးတော့တက်ဖွဲ့တွေဘယ်လာပေါ့အခြားဒေသကခေါ်ယူထားတာတွေရောရှိလားအဲ့ဒီအနေထားနဲ့ပတ်သက်ပြီးတော့ဘောဘူကြီးဗာများသိထားတာရှိပါသလဲရှင်ဟုတ်ကဲ့ဒီနေ့ဒီတက်မတော်နေ့ဆေးပြဝယ်ခန်းလာမှာဆိုရင်ကျွန်တော်တို့ဒီစစ်တီအင်အားပေါ့နော်8000လောက်သုံးသွားတာလို့တော့ကျွန်တော်တို့ဒါခံမှန်းတွက်ဆပါတယ်8000ဝင်းကျင်ပေါ့နော်ခံမှန်းတွက်ဆပါတယ်ကျွန်တော်လဲဒီ top line plate လို့ခေါ်တဲ့ ဒီဆေးပြအခမ်းအနားရှောက်ခဲ့ဘူးတယ်ပေါ့နော်ရှောက်ခဲ့ဘူးတယ်ရံဖြစ်တာကတော့နှစ်တိုင်းတော့ရံဖြစ်ကြတယ်နှစ်တိုင်းရံဖြစ်ကြတယ်ဒါပေမဲ့ဒီနှစ်ကတော့ဥပမာတောင်းတင်းပေါ့နော်ကျင်ဆက်တွေပိုင်းနဲ့ထိုးရတဲ့အဆင့်အထိဖြစ်တယ်ရံဖြစ်တဲ့အထိကအကြောင်းရပါလဲဆိုတော့စစ်တပ်ကဒီသူတို့ရဲ့ brain wash ကကိုပဲကျွန်တော်တို့ဆေးပြရှောက်ရတာချင်းအတူတူပေါ့ဆမ်းပါပင်မန်းပါလေဆေးပြရှောက်ရတာပင်မန်းတယ်ပင်မန်းတဲ့အချိန်မှာ तू ကစုတွေပေးကြတယ်စုတွေပေးတယ်အဲ့အဲ့စုအတွက်ဒါရံဖြစ်ကြတာပေါ့နော်စုအတွက်ရံဖြစ်ကြတာအဲ့အဲ့ဒါနှစ်တန်းရတော့ ရံဖြစ်နေကြပဲရံမဖြစ်တော့မှပဲစောင်းမြောင်နေပေါ့နော်ဟိုစောင်းနေမြောင်းကြတယ်ပေါ့နော်အာငါတို့လောက်မကောင်းမင်းနဲ့မင်းတို့ကပတ်စံပေးပြီးရသွားတယ်တို့ဘာတို့ညာတို့ပေါ့နော်ဒါပေမဲ့ဒီနှစ်ကတော့ဘလို့မှဖုံးလို့ဖြီးလို့မရဘူးဒါတကဘာတူးတည်သွားတဲ့အနေထားမျိုးပေါ့ခါတိုင်းတော့တော့ကြိတ်ဖြစ်တာပေါ့နော်အဲ့တော့ဒါရံဖြစ်တဲ့အနေထားကလည်းတကယ်တကယ်တမ်းကဒါကျွန်တော်တို့ဒီ စေးပြအခမ်းအနားတွေမှာစုရပြီဆိုရင်စုရတဲ့အဖွဲ့တွေကသူကကောင်းကောင်းလေးနေရတယ်ပေါ့နော်စစ်မဲ့ဖြစ်ပွားတဲ့နေရာတွေကိုမပို့ဆောင်ဘူးအဲ့ဒီအတွက်ကိုဥတီပြီးတော့စစ်တပ်ကလည်းသွေးခွဲထားတာပေါ့နော်အဲ့တော့ဒီနှစ်ကတော့စိုးစိုးဝါးဝါးကိုဖြစ်သွားတာပေါ့ဘာမှလုံးလို့မရတော့ဘူးအကုန်တိသွားပြီခါတိုင်းတော့ကကြိတ်ဖြစ်တာကျွန်တော်တို့တော့ဆိုလဲကြိတ်ဖြစ်ကြတယ်ပေါ့နော်ဒါပြီးတော့ဒီအဖွဲ့တွေကကျွန်တော်တို့ပုံမှန်အားဖြင့်ပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်လည်းကျွန်တော်တို့ဒီ29ရက်နေ့လောက်မှာပဲတက်ဆိုင်ရာတိုင်ရင်တက်ဖွဲ့တွေကိုပြန်သွားတာဒီအဖွဲ့တွေကကျွန်တော်တို့ဒီ တိုင်းစစ်ဌာနချုပ်ကနေပြီးတော့ထုံထုတ်ပြီးတော့လာတဲ့အဖွဲ့တွေဖြစ်ပါတယ်ပုံမှန်အားဖြင့်အာဏာမသိငင်တော့ဆိုရင်ကျွန်တော်တို့ဒီရခိုင်မှာစစ်ပြေးဌာနတော့ဆိုရင်ပေါ့နော်အဲ့တော့ဆိုရင်နပခပေါ့နော်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ကြောင်းကင်းလွတ်ခွင့်ရတယ်ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ခင်မှာတော့ကျွန်တော်တို့အနောက်ပိုင်းတိုင်းစစ်ဌာနဌာနချုပ်ကလည်းမရှိတော့ဘူးပြီးရင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကလည်းမရှိတော့ဘူးဒါပေမဲ့ဗတ်ဒစိတ်တွေတက်ပြီးတော့ငါးရှောင်းနေတဲ့အဖွဲ့တွေတော့ဒါတွေ့ရတယ်ပေါ့နော် ဒါနေပြည်တော်တိုင်းစစ်ဌာနချုပ်အင်အားတွေကတော့မဟုတ်ဘူးကျွန်တော်တို့တနိုင်ငံလုံးကအဖွဲ့တွေပေါ့အရက်၅ပေ9လက်မှဝင်းကျင်ပေါ့နော်၅ပေ9လက်မှဝင်းကျင်နေကိုစုဖွဲ့ပြီးတော့ဒါလျှောက်တဲ့အစုအဖွဲ့ပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီပြန်လွတ်မယ်ဆိုရင်လည်း29ရက်နေ့မှပဲပြန်လွတ်လေရှိတယ်ပြီးရင်ကျွန်တော်တို့နောက်ဆုံးတည်သမျှကလည်းဒီအဖွဲ့တွေမလွတ်ခင်မလို့ရသေးခင်29ရက်နေ့လွတ်ဖို့ပြင်ဆင်နေတော့ပေါ့နော်ပြင်ဆင်နေဆိုတာဆရာမချက်ချင်းတန်းလွတ်လို့မရဘူးသူတိုင်းကို ဂျန်ကုံပြန်မဲ့ဖွဲ့ရှိတယ်တောင်ကြီးပြန်မဲ့ဖွဲ့ရှိတယ်ပေါ့နော်အဲ့လိုမျိုးအဖွဲ့တွေကဒါစီစစ်စုဖွဲ့ပြီးမှကျူဆိုတဲ့အဖွဲ့ရယ်ပြီးရင်လမ်းလုံးကြုံရေးတွေရှိမှပြန်ပြီးတော့လွတ်တာပေါ့အဲ့တော့တေချာတာကသူတို့ဒီရွာတော်မှာတဲခွေစခန်းရှိတယ်ပေါ့နော်စစ်ကြောရေးနဲ့တဲခွေစခန်းဒါမဲ့အဓိကတော့တဲခွေစခန်းပေါ့အဲ့တဲခွေစခန်းမှာရှိနေစင်မှာပဲဒီငလင်ဖြစ်ခဲ့တာဖြစ်ပါတယ်ပြီးရင်ဒီရွာတော်မှာကလည်းကျွန်တော်တို့၃ဓာတ်၄ဓာတ်ပေါ့နော်လှိုင်းပါလို့ပဲ လိုင်းဘရင်တော်စကြောရေးမှာလိုပဲစောက်ထားတာဖြစ်တဲ့အတွက်ထိခိုက်မှုတွေရှိနိုင်ပါတယ်။ဘာဖြစ်လို့ထိခိုက်မှုတွေရှိနိုင်တယ်လဲလို့ပြောတာတေချာပေါက်ပြောရဲလဲဆိုတော့ကျွန်တော်တို့ကလေးတစ်ထောင်မှာပေါ့နော်ကလေးတစ်ထောင်မှာကလေးတစ်ထောင်အပြင်မလောက်လို့ကော်ဒက်တာတွေအထိဒါတက်နေတက်ရင်းနေရနေစီကျွန်တော်လူနာကလေးပေါ့နော်လူနာကလေးနေယူပြီးတော့တိုးချက်ပြီးကုသရတဲ့အရေးပေါ်ကုသရတဲ့အနေထားမျိုးတွေအထိပါရှိပါဗျဟုတ်ကဲ့ကျေးဇူးပါဗျဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့နောက်တစ်ခုပေါ့ဆရာဘိုးကြီးအဥ္စာစိတ်ဝင်စားတာကကျမတို့အများတန်းကြားနေရတာရှိတာပေါ့နော်နေပြီးတော့မှလှိုင်ကောင်းနေရှိတယ်လို့ဘာလို့ညာလို့ပေါ့နော်ဒါကျမတို့ကြားနေရတာပေါ့နော်အဲ့တော့အခုတို့တစွန်းတစလည်းထွက်လာတယ်ပေါ့လေဒါကတကယ်ဟုတ်မဟုတ်တော့မသိဘူးပေါ့နေပြီးတော့မှလှိုင်ကောင်းနေပြိုကျပစ္စည်းမှုတွေရှိတယ်ဆိုတာမျိုးထိကြားရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပတ်သက်ပြီးရင်ရောဘိုးကြီးဘလို့ကြားရတာရှိတယ်လဲနေပြီးတော့မှလှိုင်ကောင်းရှိတယ်ဆိုတာတော့ကျွန်တော်တို့လည်းဟိုရင်ကလေးကနေပြီးတော့ဆဆောက်ကလေးကကြားဘူးတယ်ကျွန်တော်ဆိုရင် ီနေပြီးတော့စရောက်တဲ့အချိန်ပေါ့နော်စရောက်တဲ့အချိန်ကျွန်တော်အရာရှိမဖြစ်သေးဘူးအဲ့ကလေးကကျွန်တော်ရောက်ဘူးတယ်ရောက်ဘူးတယ်ပေါ့ဆိုတော့ယာယီတာဝန်နဲ့ပေါ့နော်တော့ရတယ်လုံချုံရေးအရန်တင်းကြပ်ပါတယ်ကျွန်တော်ဆိုရင်နေရာဆုံးတော်တော်များများတော့ရောက်ခဲ့ဘူးတယ်ရောက်ခဲ့ဘူးတယ်ပြီးရင်အဲ့သတင်းကိုလည်းကြားရတယ်ဒါပေမဲ့အဲ့ဒါကထိပ်ပိုင်းအရာရှိတွေနဲ့ကျွန်တော်တို့အထူးဆောက်လို့ခေါ်တယ်ပေါ့နော်အဲအထူးဆောက်လို့ရင်းနဲ့စစ်စင်ရေးကနေပြီးလောက်တာအဲ့ဒီမှာကဘာလဲဆိုတော့နောက်ဆုံး နောက်ဆုံးခံစစ်စခန်းဒီဒီနေပြည်တော်စေယုံချုပ်ဖြစ်မယ်ပေါ့နော်စေယုံချုပ်ဖြစ်မယ်ဆိုရင်သူတို့အတွက်အရေးကြီးပုဂ္ဂိုလ်ပေါ့အရေးကြီးပုဂ္ဂိုလ်ဆိုတာဒါကျွန်တော်တို့ဒီဗိုလ်ချုပ် level လောက်အထိပေါ့နော်ဗိုလ်ချုပ် level လောက်အထိပုံခိုးလို့ရမယ်ပြီးရင်စစ်လက်နဲ့ပစ္စည်းနဲ့အထက်ထဲမှာရှောင်းတခင်ပေါ့နော်ရှောင်းတခင်နေလို့ရမယ်အနေထားမျိုးအထိလုတ်ထားတဲ့နိုင်ငံရှိတယ်လို့ကျွန်တော်တို့သိရတယ်အဲဆောက်လုပ်ရေးဝန်ထမ်းတွေစီရလဲပြန်ကြားရတယ်ပေါ့နော်ဥပမာဘေးနေရာမှာလဲဆိုတော့ကျွန်တော်တို့လဲအတက်တော့ မပြောရဲဘူးဘာလို့လဲကိုယ်တိုင်လည်းမရောက်ဘူးတဲ့အတွက်လေဒါမဲ့တချို့ပြောတာကတော့ကာယီနှစီပေါ့နော်ကျွန်တော်စစ်ဖောကာယီနှစီအပြိုင်ရှင်မောင်းလို့ရတဲ့အနေထားရှိတယ်လို့ပြောပါတယ်ဒါမဲ့ပြောပေမဲ့အဲ့ဒါကိုဒါကျွန်တော်ကဘာလို့ပြိုနိုင်တယ်လဲဆိုတဲ့အနေထားကကျွန်တော်တို့ဒီရန်ကုန်ကနေစေယုံချုပ်နေပြည်တော်ပြောင်းတဲ့အချိန်မှာတမတော်နဲ့စေပြလျှောက်တယ်ဒါမဲ့အဲ့ချိန်မှာအရက်ဖက်ကုမ္ပဏီတွေရောဂျီကုမ္ပဏီတွေရောလုတ်ပေမဲ့ကျွန်တော်တို့ဒီအခု ရိုက်ရိုက်ပြနေတယ်မဟုတ်ဘူးမပြီးဘူးမပြီးပြီမဲ့သူတို့ကအလေအမြန်ပေါ့နော်ကျွန်တော်တို့ဒီအထသားပြားတွေနဲ့ဘောပလတ်တွေဆွဲပြီးတော့စေးတုပ်ပြီးတော့ဒီတိုင်းရိုက်လိုက်တာအဲ့တက်မရော်နေအခါနာပြီးကံမကိုပဲလောက်ရတာအဲ့တော့စေယုံချုပ်အနေထားလဲသူတို့ကစီမံချက်နဲ့အလေစလိုလောက်လိုက်ရတာဖြစ်မယ်အဲဒါကြောင့်သူတို့ဒီအဓိကအဆောင်တက်လို့ခေါ်တဲ့ကကကြီးပေါ့နော်ကကကြီးအဆောက်အုံကြီးဒါကောင်းရင်ကောင်းလိမ့်မယ်ပေါ့မင်းအွန်လိုင်းကိုယ်တိုင်တော့မပဲသူဒါတောင်ကောင်းမိမဲ့သူတောင်စပွဲအောက်ဝင်ရတယ်လို့ကျွန်တော်လည်းကြားရပါတယ်ပေါ့နော်အဲ့တော့ ူသူ့အစားအုပ်တောင်သူဒါယုံကြည်မှုမရှိဘူးလေအဲ့တော့ကြံနဲ့မမြင်ရတဲ့နေရာတွေပေါ့နော်သူတို့ကဒါအနာဂတ်မျော်လင့်ချက်ဆိုပြီးတော့အောက်တာဘီတော့မှလည်းဖြစ်မလာနိုင်ဘူးဆိုတော့ရည်ရွယ်ချက်နဲ့ဆိုတော့ပြိုကျပျက်စီးမှုဖြစ်ဖို့များပါတယ်ပြီးရင်ကျွန်တော်တို့ဒီရာဂိုင်းနှုတ်အဖြစ်ပြန်တွက်မယ်ဆိုရင်အဲအုတ်ချုံမှုအစာအုပ်ပေါ့နော်အုတ်ချုံမှုအစာအုပ်ထက်လူနေအစာအုပ်တွေပျက်စီးတာကပိုပြီးများနိုင်ရည်ရှိတယ်လို့ပြောရမှာဖြစ်ပါတယ်ဗျဟုတ်ကျေးဇူးပါဗျာ โอเคဘောကြီးအဲ့တော့နောက်တစ်ခုအခုလူတွေကပြောကြတယ်ပေါ့နော်ဟိုနိုင်ငံတကာသတင်းဟိုအေဂျင်စီကလည်းအဲ့ဒီအထက်မှာရောက်နေတဲ့အခါကျတော့သူတို့သတင်းလုတ်သွားတဲ့အထက်မှာလည်းကျမတို့ကြားရတယ်လေဟိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာတက်မတော်သားတွေပါဝင်ဆောင်ရွက်နေကြတာတွေမတွေ့မတွေ့ရတလောက်နေပါတယ်ပေါ့လေဒီလိုပြောနေတာရှိတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘောကြီးဘလို့နားလည်ထားလဲအဓိကသူတို့ကိုယ်တိုင်ထိခိုက်ပျက်စီးမှုများသွားလို့လားဘာကြောင့်လို့ထင်ပါသလဲရှင်ဟုတ်ကဲ့ပထမတစ်ချက်ကကျွန်တော်တို့စောလေးကပြောခဲ့သလိုပဲ သူတို့ကိုယ်တိုင်ကိုအထိနာသွားတဲ့အနေအထားရှိတယ်။သူတို့ကိုယ်တိုင်အထိနာသွားတဲ့အနေအထား။ဘာဖြစ်လို့လဲဆိုတော့ဒီတက်ချုပ်ကအရင်ကျွန်တော်တို့ဒီ NLD အစိုးရလက်ထက်ပေါ့နော်။အရသာအစိုးရလက်ထက်မှာတော့မဲဆွဲထားတာရှိတယ်။ဒီတဘာဝဘေးဒဏ်နဲ့ပတ်သက်လာရင်ဘယ်သူမှမဆောင်ရရမလို့ဘူး။ကိုယ်သဘောနဲ့ကိုယ်သွားကယ်လို့ရတယ်။ကယ်ရမယ့်ပစ္စည်းတွေလည်းပြင်ဆင်ထားရမယ်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ရေဘေးနောက်ဆုံးရေဘေးပေါ့နော်။ရေဘေးမှာတောင်မှပဲဒါဟန်ပြအနေအထားမျိုးတွေလောက်လာနိုင်တာရှိတယ်။အဲ့တော့ ဆရာမပြောသူပဲပထမတစ်ချက်ကသူတို့ကိုယ်တိုင်အထိနာသွားတာကိုဖြစ်ဖို့များတယ်ကျွန်တော်လည်းစောလေးကလူအင်အား8000ကြီးအအနေဆုံး100 200လောက်ကတော့ဒါဟန်ပြထွက်လာလို့ရတယ်သူတို့ကိုယ်တိုင်ကိုမဟန်တဲ့အနေထားမလို့ဒါကထွက်မလာတာပေါ့နော်ပြီးရင်နောက်တစ်ခါကအခုအနေထားအရင်ကျွန်တော်တို့ဒီစစ်တပ်မှာကယ်ဆယ်ရေးထွက်တယ်ဆိုတာကပေါက်ပြားတွေဓာတ်တွေတပြည့်စည်တွေစာသားကြီးကလေးနဲ့ထွက်လာတာဒီအနေထားမှာကဒီအစ်စ်နဲ့မရတော့အဲ့ဒါရှက်ဖွယ်ပဲပေါ့နော်အခုကျွန်တော်တို့ဒီမန္တလေးမှာဆိုလဲမြင်ရတယ်အုတ်ခဲတွေ အရင်မပါတဲ့အုတ်ခဲတွေကိုပြန်ပြီးတဲနေတာပေါ့နော်သူတို့အစင်ကအဲ့လောက်ပဲရှိတယ်ကျွန်တော်တောင်မှပဲရှက်ပါတယ်ဘာဖြစ်လို့ဆိုတော့အခုကာဖေဟိုကဲသေးလာတဲ့အဖွဲတွေကစစ်တပ်တွေစစ်တပ်ကအဖွဲတွေတော်တော်များပါတယ်စစ်တပ်မပါတဲ့အဖွဲဆိုရင်ကျွန်တော်တို့네덜란ရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့အမေရိကန်ရဲ့အဲအဲ့ဒါလောက်ပဲတွေ့ရတယ်ပေါ့နော်ကျန်တာကတော့သူတို့နိုင်ငံကစစ်တပ်တွေကိုပူစားပြုပြီးလွတ်လိုက်တယ်သူတို့စစ်တပ်တွေကဘာဖြစ်လဲဆိုတော့အခုမှကျွန်တော်တို့ ကျွန်တော်တို့ကိုတင်ပေးထားတာကလူသက်ဖို့ပဲတင်ပေးထားတာလူငယ်ဖို့တင်ပေးထားတာတခုမှမပါဘူးပေါ့နော်အဲအဲ့တော့သူတို့အနေထားတာဘောင်မဝင်တန်းဝင်အဲ့တော့လုံအနေလဲဆောလေးကကျွန်တော်တို့ဒီစာလာအိတ်တွေပေါက်ပြားတွေဘော်ပြားတွေနဲ့လုံလို့ရတဲ့အစ်စ်မဟုတ်လို့ထွက်မလာတာလဲဖြစ်မယ်ဆိုတဲ့အချက်လဲတစ်ချက်ပါပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါဗျာ ဟုတ်ကဲ့ဗောကြီးရှင်အဲ့တော့နောက်တစ်ခုသိချင်တာကတော့အဲ့လိုအနေထားအောက်မှာပဲပေါ့နော်အခုဒါတော်လိုင်းအင်အားစုတွေဘက်ကရောတိုင်းသားလက်နက်ကိုင်ဖွဲ့တွေဘက်ကရောဒါယာယီအပြစ်ခတ်ရက်စဲရေးကိုကြေညာထားရတယ်ပေါ့လေအဲ့တော့ဒီရက်ပိုင်းအတွင်းမှာပဲအဲ့ဒါအခြားဒေသတွေမှာလည်းလိုက်ပြီးတော့သူတို့ဘုံကျဲပြီးလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတာတွေရှိတယ်ဆိုတော့လေဒါနဲ့ပတ်သက်တဲ့ဗိုလ်ရဲ့အမြင်ကိုလည်းသိချင်ပါတယ်အဲဟုတ်ကဲ့စောလေးကပြောသလိုပေါ့စစ်ဘိုလ်ချုပ်တွေကတော့မာယာများတယ်ဒါပေမဲ့ကြူလည်းတွေးတယ်ပေါ့နော်ကြူတွေးထားတယ် တို့အနေထားနဲ့ဒီအနေထားတွေကိုတို့မလုံနိုင်ဘူးအဲပြီးရင်ဒီကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကအပြည့်ရက်တယ်လို့ပြောပေမဲ့လည်းတို့ကလည်းယုံကြည်မှယုံမှယုံကြည်မှယုံမှဆိုတော့တို့ကိုယ်တိုင်ကဟိုကိုယ်ကိုယ်တိုင်သစ္စာမရှိတဲ့သူကတစ်ဖက်သူပြောတဲ့စကားကိုကိုယ်လိုပဲထင်တာပေါ့နော်ကိုယ်နဲ့နှိုင်းတာပေါ့ကိုယ်နဲ့နှိုင်းတော့တို့မယုံကြည်တဲ့အနေထားမျိုးကိုတွေ့ရတယ်ပြီးရင်လည်းကျွန်တော်တို့ဒီအဲ့လိုမျိုးအပြည့်ရက်တဲ့ကာလတွေမှာဆိုရင်ကျွန်တော်တို့လက်အောက်ကိုချပြတဲ့အမိန့်တွေရှိတယ်ပေါ့နော်အပြည့်ရက်တာ ငါတို့ကငါတို့အပြည့်ရတာအောက်ချိန်မှာမင်းတို့ပြဿနာပဲကိုဘသာကိုစည်ရည်သတိရှိရမယ်ဆိုတော့အပြောအဆိုမျိုးတွေရှိရပါတော့အဲ့တော့ပြီးရင်စစ်တပ်ကအခုကပခုံးပြောင်းတာဝန်တွဲလိုက်တာလို့တောင်းဒါကျွန်တော်တို့ကပြောရမယ်ယူကေဘို့တာဝန်ပေါ့နော်ဒီအထူးကိတ်ဒီတာဝန်ကနိုင်ငံတကာတာဝန်သူတို့ကသူတို့ရှုံးတော့မဲ့စစ်ကိုဒီချိန်မှာနိုင်အောင်တိုက်ရမယ်ဆိုတော့ပုံစံမျိုး ကိုရွေးချယ်ပြီးတော့ဥတီသွားတဲ့အနေအထားမျိုးလို့မြင်နေဗျအဲ့ဒါကြောင့်မို့လို့ဒါဒီကျွန်တော်တို့၄ချောင်းကနေလုံးဝဘုံကျဲတာကငလင်းလှုပ်ပြီးလဲသူတို့ရဲ့ process တွေပေါ့နော်သူတို့ရဲ့တိုက်စစ်စီမံချက်တွေကပြတ်မသွားသေးဘူးမြေပြင်မှာသာခံချက်ပြည့်ရင်ပြတ်နေမှာပေါ့ဘာဖြစ်လို့လဲဆိုတော့အဓိကကသူတို့ကိုယ်တိုင်ကမှန်တော့မှန်တော့ဓာတ်တိုက်မှာထက်သူတို့အရင်လေရင်နဲ့ပေါ့နော်သူတို့စုဖွဲ့လို့မရအောင်ပို့ပြီးတော့ခက်ကြမ်းကြမ်းလှုပ်ပြီးတော့ လုံလို့ရတဲ့နေရာကနေတိုက်လာတဲ့အနေထားလိုမျိုးပဲမြင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးပါဆရာမအဲ့နေရာမှာကျမလည်းစဉ်းစားမိတာပေါ့လေသူတို့အခုလေချောင်းကနေသွားပြီးတော့တိုက်ခိုက်နေတဲ့အခါကျတော့ဒါဟာသူတို့အထက်မှာတော်တော်ကိုပေါ့နော်အင်အားနည်းနေတယ်အာထိခိုက်ပစ္စည်းမှုတွေလည်းများသွားတယ်များသွားတဲ့အချိန်မှာသူတို့ဘက်ကနေပြီးလက်ဦးမှုရယူတာဒါမှမဟုတ်ဘူးဆိုလို့ချင်းသူတို့ရဲ့အားနည်းချက်ကိုမသိစေချင်တာပေါ့နော်ဒီအနေထားကြောင့်များသွားပြီးတော့အဲ့လိုမျိုးပေါ့လေချောင်းကနေပြီးတော့ ကြိုကာတဲ့အနေနဲ့ပေါ့နော်သွားပြီးတော့ပုံကျက်တိုက်ခိုက်နေတာလားပေါ့ဒါမျိုးတွေးမိတာလည်းရှိပါတယ်နောက်တစ်ခုကတော့တချို့ကသုံးသက်ကြတာပေါ့ဒီချိန်ကသတို့အားအ ਨੇ ဆုံးအချိန်ပေါ့နော်ဒီချိန်မှာတိုက်လို့ရှိရင်ရနိုင်နေဆိုတာမျိုးသုံးသက်နေကြအေးလည်းရှိတယ်ပေါ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဘိုးကြီးဘယ်လိုသဘောထားမိတယ်လဲရှင်ဟုတ်ကဲ့ပထမတစ်ချက်အနေနဲ့ဆရာမပြောတဲ့အတိုင်းပဲသူတို့ကကြိုကာခံအမြဲတမ်းလုပ်တယ်ကြိုကာခံလုပ်တယ်ပေါ့နော်အခုကတော့သူကလက်ဦးမှုရယူချိန်မုံကြီးဆိုတဲ့ဒါစနီးဖြူကအနေထားကိုသူတွားတာပေါ့ဘာလို့ဆိုတော့ ကိုလာမတိုက်ခင်သူတို့အရင်တိုက်တာသူတို့ကဟန်ချက်ကလွဲနေယူပါတော့ဟန်ဟန်ချက်ဟန်ချက်ကနည်းနည်းရိမ့်နေပြီအဲ့တော့တကယ်တကယ်လို့များဒီနေပြည်တော်ကောင်စီနေပြည်တော်ကိုဝင်လာရင်သူတို့ခံရတော့မယ်အဲဒါကြောင့်သူတို့ကခံရတော့မယ်ဆိုရင်သူတို့နဲ့ဝေးတဲ့နေရာတွေမှာအရင်တိုက်ခိုက်လိုက်တယ်တိုက်ခိုက်လိုက်တယ်ဆိုတော့သူကဟိုရေတောင်းမြစ်တွေ ရှိတဲ့နေရာမျိုးလို့သူတို့ကမှန်းဆတာပေါ့နော်ဒါပေမဲ့သူတို့အခုစီးရင်ရီမန်းချက်တွေပြစ်မှတ်တွေကလည်းတော်တော်များများလွဲချော်ပါတယ်အရက်ဖက်တွေကပဲပြစ်လာတာများတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပြစ်လာရင်တကယ်တကယ်ငါတို့ဝင်တိုက်တဲ့အချိန်ကျရင်ငါတို့နောက်တန်းဌာနချုပ်တွေကိုလည်းတိုက်လာနိုင်တယ်ဆိုတော့ပုံစံမျိုး message မျိုးအရင်ပေးတာတကယ်တကယ်ကကျွန်တော်တို့ဌာနချုပ်တွေကိုမတိုက်သေးပါဘူးအခုချိန်ဒီဌာနချုပ်တွေကိုတိုက်ခဲပါတယ်ဒီ KNY ဘက်ကိုသွားတိုက်တယ် KNU ဘက်ကိုတိုက်တဲ့အနေထားလောက်ပဲရှိတယ်ဟိုများများဆက်စားသူတို့မလုပ်သေးဘူး ူတို့ခြေကုပ်ယူလာမှာဆိုတဲ့နေရာမျိုးတွေ ਉ ပဲဒီကြောင်ကနေကြိုတင်ပြီးတော့ကြိုတင်ခြေမုံချင်းပေါ့ကျွန်တော်တို့တင်ပြီးတဲ့စင်နီဘီဝါထဲမှာဆိုရင်တော့ဒီအတိုင်းသွားနေတာပေါ့တကယ်တကယ်ကအခုဖြစ်နေတဲ့နေရာကလည်းကျွန်တော်တို့ဒီသူတို့ထိန်းချုပ်နယ်မြေပဲလေသူတို့ထိန်းချုပ်နယ်မြေကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတောင်းမှပဲဒါတိုက်ခိုက်မှုကြီးပဲပြီးတော့ပြင်ဆင်စီမံထားတဲ့အနေအထားမျိုးပဲရှိသေးတယ်ဒါမဲ့ तू ကဒီအနေအထားတွေကိုကြော်ပြီးရောက်လာမှာဆိုလို့ဘာဖြစ်လို့လဲဆိုတော့ဆရာမ တေချာဘောက်ကကျွန်တော်တို့ဒီတဲယူစားခ6ဘက်မှာလဲတော်တော်များများပြူကြတယ်ပြူကြတော့သူတို့ကအရင်ဆုံးကတော့ကိုဌာနချုပ်ကိုလုံအောင်လုပ်ရမှာအဲအဲ့ထဲမှာလဲတချို့အရေးကြီးနိုင်ငံရေးအကျဉ်းသားပုံကူတွေထိန်းထားတယ်လို့လဲဒါကျွန်တော်တို့ခံမှန်းရတယ်ပေါ့နော်ညီသူမြေမီဝါဆိုတော့ပြောလို့တော့မရဘူးဟိုအတက်မပြောနိုင်ပေါ့နော်အဲ့တော့သူတို့ကနိုင်ငံရေးအရာပါတခုခုဖြစ်သွားမှာပေါ့ရန်ဆိုးလို့ကြိုကာခံတဲ့သဘောပဲသူက ကျူကျူကခံဆိုတာတို့အကွက်ဘူချုပ်တေဆိုတာအမြဲတမ်းကျူကခံလုပ်မယ်ကျူကခံလုပ်မယ်ဆိုလဲအဲဆရာမပြောတဲ့ဟာအတိုင်းပဲဒါတို့ကျူတင်ပြီးတော့ပြင်ဆင်ပြီးတော့ရွေချက်ရှိရှိနဲ့တိုက်ခိုက်တဲ့အနေအထားမျိုးပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဗိုလ်ကြီးအဲ့ဒီနေရာမှာကျွန်မနည်းနည်းတစ်ခုမေးချင်တာကလေအခုဒီနိုင်ငံတကာအကူအညီတွေနဲ့ပတ်သက်တယ်ပေါ့နော်တချို့လည်းနိုင်ငံတကာအကူအညီတွေနဲ့ပတ်သက်ရင်တော်တော်များများတန်နေရရှိကြတယ်ပေါ့နော်ဒီအကူအညီတွေကိုအလားစစ်တပ်အတွက်ပဲသုံးပါလားပြည်သူလူထုလက်ထဲကိုတကယ်ရောက်ပါမလားဆိုတာမျိုးနေသည့်ပေါ့နော်တန်နေရရှိကြတာရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ဗိုလ်ကြီးတို့အတွေ့အကြုံရရောပေါ့နော်နောက်ဟိုခံမှန်းချက်အရာရောပေါ့နော်ဘလို့ဘလို့ဖြစ်ဖြစ်နိုင်ခြင်းရှိတယ်လဲရှင့်ဟုတ်ကဲ့စစ်တပ်လက်ထဲအပ်ပြီဆိုရင်တော့ဆရာမအမှန်တမ်းပြောတာ သုံးပုံတစ်ပုံပြည်သူလက်ထဲရောက်ရင်ကံကောင်းပါတော့ဟိုလက်ကိုရီးလက်ရောက်ပါတော့ကိုရီးလက်ရောက်အစားထက်ထိထဲ့နိုင်ရင်တော့တမျိုးဒါပေမဲ့အခုချိန်မှာလဲကျွန်တော်တို့တွေ့ရတာကမြေပြင်မှာလာပြီးတကယ်တကယ်သူတို့မလုတ်တတ်တဲ့စစ်တပ်မလုတ်တတ်တဲ့ဟာတွေကိုလာပြီးကယ်ဆယ်တာလည်းရှိတယ်လို့စစ်တပ်လက်ထဲကိုထဲ့နေတာလည်းရှိတယ်စစ်တပ်လက်ထဲကိုထဲ့နေတာရှိတယ်ဒါပေမဲ့စစ်တပ်လက်ထဲရောက်သွားရင်တော့ဆမ်းပါဒါအမှန်တမ်းပြောတာပါကျွန်တော်တို့တော့ပဲ UNICEF အစားအစာတွေစားပြီးစစ်တိုက်ခဲ့ရတယ်ဒါအမှန်တမ်းပြောတာအဲ့တော့ သူ့အတွက်ဒီစီရင်အတွက်အကျိုးအမြတ်တစ်ခုရအောင်တော့တရားဝင်ဟုတ်ဒီဖြစ်စေတရားမူဝင်ဟုတ်ဒီဖြစ်စေယူမှာပဲပြီးရင်အခုဒီထောက်ပံ့တာကဒီတဘာဝဖေးတံပြည်သူတွေကိုထောက်ပံ့တာဒါပေမဲ့သူတို့ကတတ်မှတ်ထားတာဒီနယ်မြေထဲမှာရှိတဲ့တရားဌာနချုပ်တွေကိုလည်းသူကစိတ်ဓာတ်မကြအောင်ရယ်စီယုံကြီးစင်းအောင်စီယုံကြီးစင်းတဲ့သဘောမျိုးပဲပေါ့နော်။ရောင်ပြဒီမျိုးနယ်မှာတလောက်ရရယ် ဒါကျွန်တော်တို့ဒီဘက် unit ကလည်းဒါတော့တစ်ခုပေးပါဆိုပြီးတော့ဒါတရားဝင်ပေးတာရှိတယ်လို့အပေါ်မှာဖြတ်ယူထားတဲ့ဟာမျိုးကလည်းဒါကျွန်တော်တို့ကတော့မမြင်မတွေ့ရဘူးပေါ့နော်အဲ့တော့သုံးပုံတစ်ပုံလောက်ရောက်ရင်ကံကောင်းတဲ့အနေထားပေါ့ဒီမြေပြင်မှာသူ့ဘက်သာသူကုတဲ့သူဆိုရင်တော့ပဲဆရာမအမှန်တမ်းပြောတာဟိုခင်ယာဆွေမျိုးပဲခင်ယာဆွေမျိုးဆိုတာသူခရိုနီပါမယ်သူကုမ္ပဏီတွေပါမယ်ဒီလူတွေအရင်ဦးစားပေးပြီးကုမယ်ကဲမယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အဲ့လိုမျိုးအနေထားမျိုးတော့ဒါအမှန်တကယ်ပဲဆရာမဒါ ကျွန်တော်စစ်တပ်ကနေထွက်လာပြီးလို့စစ်တပ်ကိုမုံပြီးပြောတာမဟုတ်ဘူးဒါကိုယ်တိုင်ခံစားရတဲ့အတွေ့အကြုံကိုဒါအမှန်တိုင်းပြောတာပါဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကဲ့ဥစ္စာလေးဘုန်းကြီးအာကျွန်မနောက်ဆုံးမေးချင်တာကအခုဒီပေါ့နော်ဒီအနေထားတွေကိုထောက်ကျူခြင်းအပြင်ဒီတော်လိုင်းအင်အားစုတွေကိုဘုန်းကြီးအနေနဲ့ဘာတွေအကြံပြုခြင်းလဲပေါ့နော်ဒီအင်အားစုတွေအနေနဲ့လက်ရှိအနေအထားအရဘာတွေကိုသတိထားဖို့လိုမလဲပေါ့နော်အဲ့ဒါလေးကိုညီကုန်းချုပ်အနေနဲ့ဆွေးနွေးပေးပါလားဘုန်းကြီးဟုတ်ကဲ့ဆရာမ အဲ့ဒါအရေးကြီးပါတယ်ဆရာမကျွန်တော်လည်းတင်ပြပွင့်ရတာအများကြီးကျေးဇူးတင်ပါတယ်ဆရာမမေးပေးတဲ့အတွက်လည်းဒါကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုနိုင်ငံတကာအဖွဲ့တွေကကိုရေတော့ကျွန်တော်တို့ဥဒရွှေလက်ထက်တော့ဆိုရင်ပိတ်ထားတယ်မလာဘူးကိုကြံတဲ့ကျွန်တော်တို့အိန္ဒိချင်းနိုင်ငံအပါအဝင်ပေါ့နော်ဒီကဘာကြီးကလည်းကျွန်တော်တို့မြန်မာပြည်ကိုစိတ်ဝင်စားတယ်လာပြီးတော့အခြေအနေကြည့်ကျင်တယ်ကုညီပေးကျင်တယ်ကုညီပေးကျင်တယ်ပေါ့နော်ဒါပေမဲ့အခုမင်းအောင်လှိုင်ကသူဘောလုံးစကားနဲ့ပြောရမယ်ဆိုတော့ open point ကစားလိုက်တာ သူ့တို့အန်တွေအရန်များတယ်သူတို့တို့အန်တွေအရန်များတယ်ဒါပေမဲ့ဒီအမြင်ပြင်းအခြေအနေမှန်တွေကိုတရင်တော့တွေပါခြင်းမပါခြင်းထက်တကယ်တကယ်သူတို့တပ်ဖွဲ့တွေကိုယ်စားလှယ်တွေရတယ်မြင်သွားတယ်မြင်သွားမှာပေါ့နော်မြင်သွားတဲ့အချိန်မှာသူတို့အကြမ်းဖက်ဆိုတာသိမှာသူတို့ကလည်းဒါကိုစဉ်းစားမှာပဲ sorry ကကျွန်တော်တို့ပြောခဲ့သလိုဘာမှမလုပ်နိုင်တော့လို့သူတို့စစ်တိုက်ဆရာရှိနေလို့ဒါသူအရေးဆုံးပြီးတော့ခေါ်လိုက်ရတယ်အဲ့ချိန်မှာသူတို့အနေနဲ့ကအကြမ်းဖက်က ငါတို့အကြမ်းဖက်တာမဟုတ်ဘူးငါတို့ကစစ်ပဲတိုက်တာဆိုတဲ့ပုံစံမျိုးနဲ့မင်းတို့လူကယ်နေတဲ့အဖွဲ့တွေတောင်မှပဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတိုက်ခိုက်တယ်ဖန်တားတယ်ဖြည့်ဆည်းတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ပုံဖော်လိုအပ်ရှိတယ်လို့တော့ကျွန်တော်ကတော့ခံစားနေရတယ်ခံစားနေရတယ်အဲဒါကြောင့်တော်လိုင်းအဖွဲ့တွေအနေနဲ့ကသူတို့ကတော့ထိုးကြွေးလိုက်မှာပဲလူ၂ယောက်၃ယောက်လောက်နဲ့ပစ္စည်းကား၁၀ကားလောက်ကိုလုလိုက်မယ်ဒါပေမဲ့ကိုယ်တွေဘက်ကဒါဝတီသူတို့ရဲ့ပြည်ရဲ့ကို နားမလဲပဲနဲ့ပေါ့နော်တခုခုအမာရင်လှုပ်လိုက်တာနဲ့မင်းတို့ကဲတဲ့အဖွဲ့တွေမင်းတို့လာကဲတာဟိုတောင်မှပဲဒီကောင်တွေကလှုပ်နေတာငါတို့ပြဿနာကဒီလောက်ရှိတယ်ဆိုတဲ့ဟာမျိုးကိုဇောင်းပေးပြီးတော့ပုံဖော်သွားမှာအရန်ဆိုးပါတယ်အဲကြောင့်ကျွန်တော်တို့ဒီဒေသလိုက်ဒေသလိုက်ပေါ့နော်ကာကွယ်ရေးခေါင်းဆောင်တွေကဒီဟာကိုတေချာလေးနားလည်ဖို့လိုတယ်သူတို့ငစားဘူးပဲမမြင်ပဲနဲ့ပေါ့နော်တကယ်တကယ်ဒီဟာကိစ္စကိုသွားပြီးတော့မထိမအဆင်ပြေလိမ့်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလည်းစွန့်စွန့်ထားတာဆီမှာစွန့်ထားတာဆိုတော့တူလားကိုလားကဲမြေပြင်မှာတွေ့ပြီကဲမင်းတို့အင်တာနက်ဆိုရှယ်မီဒီယာမှာတွေ့တာနဲ့အခုတကယ်ဖြစ်နေတာနဲ့တွေ့ပြီလားဆိုတဲ့အချိန်မှာသူတို့ကဒါကနိုင်ငံကိုစားပြုတဲ့အဖွဲ့တွေပေါ့နော်နိုင်ငံကိုစားပြုတဲ့အဖွဲ့ဆိုတော့သူတို့လည်းသူတို့နိုင်ငံတွေကိုသူတို့ဓာတ်ရိုက်တင်ပြနေမှာရှိတယ်အဲ့ဒါကလုံးဝအရေးကြီးပါတယ်ကျွန်တော်တို့ဘက်ကလိမ္မာပါနတ်ဖို့အရန်ကိုလိုအပ်တယ်လို့ပဲအကြံပေးတင်ပြကြပါလေဆရာမဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ် ဟုတ်ကဲ့ဘိုးကြီးကျေးဇူးတင်ပါတယ်အဲ့တော့တခုလေးပေါ့ဘိုးကြီးရအခုကဟိုဗာလဲဟိုနိုင်ငံတကာကအဖွဲ့တွေကရောက်ရောက်လာကြတယ်ပေါ့နော်နောက်တခုကဒီကုညီကယ်ဆယ်ရေးကိစ္စတွေဟာဘယ်တော့ပြီးမလဲဆိုတာလည်းအသေးချာတော့မသိရသေးဘူးပေါ့နော်အခုဒါဟိုဘက်ကနေပြီးတော့ဟိုအပြစ်ခတ်ရက်ဆယ်ရေးဆိုပြီးတော့ပြောထားတာတော့ကျမတို့သိရတာကနှစ်ပတ်တို့တချို့ရက်20တို့ဒါမျိုးလည်းပြောကြတာပေါ့လေဆိုတော့အဲ့ဒီနောက်ပိုင်းအနေအထားအဲ့ဒီနောက်ပိုင်းအနေအထားတွေကဒါပုံစံတစ်မျိုးဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့နော်အဲ့တော့ဘိုးကြီးစောစောပြောချင်တာကဒီရှေ့ပိုင်းအခုအပြစ်ခတ်ရက်ဆယ်ရေး လိုကြေညာထားတဲ့အနေအထားကိုပြောချင်တာလားဒါမှမဟုတ်ဘူးဆိုရင်ဒီဒီကုညီကယ်ဆယ်ရေးအဲလာလောက်တဲ့သူတွေရှိနေတဲ့အချိန်အတွင်းမှာဒီလိုမျိုးပေါ့စစုံကထိုးကျွေးလိုက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲဒီဒီဒီဟိုတစ်ဖက်ကိုအပုတ်ချတဲ့ပုံစံမျိုးဖြစ်သွားအောင်ဒီကာလအတော်တွင်းမှာတော့ဟာလာမလုတ်မဖြစ်စေချင်ဘူးဆိုတာဒါဘိုးကြီးထောက်ပြတာပေါ့လေဆိုတော့ဒီကာလတစ်ခုကိုကျမတို့ဘယ်လိုသတ်မှတ်မလဲပေါ့ဘိုးကြီးအဲ့ဒါလေးနည်းနည်းလောက်ဟိုရှင်းပေးပါလားဟုတ်ကဲ့ကုညီကယ်ဆယ်ရေးဆိုတာကတော့ဆရာမရက်တူကာလနဲ့ ဒါပြီးပြတ်သွားနိုင်တယ်ဘာဖြစ်လို့ပြီးပြတ်သွားနိုင်လဲဆိုတာလေရေရှည်မှာနှစ်လသုံးလကြာအောင်ပိတ်မိနေတဲ့အဖွဲတွေကအသက်ရှင်စရာညှော်လင့်ချက်နည်းတယ်ပေါ့နော်ညှော်လင့်ချက်နည်းတယ်အဲ့တော့ကူညီကယ်ဆယ်ရေးအဖွဲကကျွန်တော်တို့ဒီပြန်လဲထူထောင်ရေးထီသွားမလားပြီးရင်ကျွန်တော်တို့ဒီနိုင်ငံတကာကကူညီတဲ့အဖွဲတွေကဖေးတိုင်းသာတိလုပ်ပေးမလဲကိစ္စပေါ့နော်အဲ့ဒီအခြေအနေပေါ်မှာတော့မူတည်တယ်ဒါပေမဲ့နိုင်ငံတကာအဖွဲတွေရောက်ရှိပြီးတော့ဆောင်ရွက်နေတဲ့အချိန်မှာတော့ ျွန်တော်တို့ဒီကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသတိကြီးကြီးထားပြီးတော့လှုပ်ဆောင်ရမယ့်အနေထားလို့ကျွန်တော်ကတော့မြင်နေကြဟုတ် ဟုတ်ကဲ့ဘုန်းကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကျမတို့ဒီလားဒီနေ့ကျမတို့ဒီနေ့ဆွေးနွေးကြတာကတော့ဒါငလင်းလှုပ်ခတ်ပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာနေတဲ့အစီအအနေထားတွေ၊ကုညီကယ်ဆယ်ရေးအနေထားတွေအကြောင်းကိုဒါစီရင်ဘိုးကြီးစင်ရောနဲ့တွေ့ဆုံပြီးတော့အင်တာဗျူးလုပ်ခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပေးတဲ့အဲဘိုးကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျမရမဲမြတ်အေးပါ။